လာမယ့်မင်္ဂလာပါဒီနေ့ဧပြီလ10ရက်နေ့မှာတော့မန္တလေးတိုင်းမြချံမြို့အမှတ်16ရပ်ကွက်မှာထမ်းချထားတဲ့စက္ကဆတ်ရဲ့ဂိတ်ကိုနေပြီးတော့ဒီဖြတ်တော်လိုင်းဖွဲ့တွေကနေပြီးတော့ဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာဆေးလေးရပေးဆုံးသွားတယ်အဲ့ဒါကစက္ကဆတ်ဖက်ကတည်ဆုံးသွားတာဖြစ်တယ်အခုတင်ပြတဲ့အရာတွေအားလုံးကကျွန်တော်တို့စက္ကဆတ်ဖက်ကတည်ဆုံးနေတာဖြစ်တယ်အများအားဖြင့်တော့တနေ့တနေ့ကိုစက္ကဆတ်ဖက်ကတည်ဆုံးတဲ့အလောင်းတွေကမနေဘူးနောက်တစ်ခုကကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ ဒီမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ရှိတယ်နော်ကိုယ်စားလှယ်အဲ့ဒီမှာသူတို့တယောက်တယောက်စီခံတယ်ဆိုတော့ခုကဒီ OC ကနေပြီးတော့ဒီ Julie Bishop နော် Julie Bishop ဆိုလို့ရှိရင်တတနာပဲပြတ်ပါတယ်သူကလည်းနော်သူတို့ဖက်မှလည်းအယုံကြည်မရှိဘူးဆိုတော့အခုမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ်နဲ့သူ့ကိုခံထားတယ်မြန်မာနိုင်ငံကိုတခါမှမသွားဘူးနော်သူရဲ့လောက်ရက်တွေကလည်းတော်တော်ဝေဖန်မှုနဲ့မြင့်တက်နေတယ်ဆိုတော့အခုငင်းလင်းရင်တွေလုတ်ပြီးတဲ့ Knock Point မှာကျွန်တော်တို့ မလာစီမှာသွားတွေ့တယ်အခုသွားတွေ့တယ်အခုမြန်မာနိုင်ငံကိုရောက်ရှိဖို့ရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီဒီကိုလတမကရဲ့ဒီအတွင်းရမုံအန်တီနီယိုကူတရာကလည်းသူကပြောတယ်ဒီဂျူလီဘီရှော့ဟာဆိုလို့ရှိရင်မြန်မာနိုင်ငံကိုသွားဖို့ရှိတယ်เนาะဘာဖြစ်လို့လဲဆိုတော့ဒီဟာဆိုလို့ရှိရင်အချိန်ကိုက်ဖြစ်တယ်ဆိုတော့မြန်မာလည်းလှုပ်တယ်လှုပ်တဲ့ခါကျတော့ကျွန်တော်တို့အပြစ်ခတ်ရက်စေးကိုเนาะအဖွဲ့အစည်းတော်တော်များများကကြီးညာချက်ထုတ်တယ်အဲ့ဒီမှာကျွန်တော်တို့ KMPP တို့ဒီဖက်က KNU တို့တော့မပါဘူးပေါ့ချင်းတို့ဘာလို့လဲမပါဘူး ဒီဖက်မှာရခိုင် AA ပေါ့နော် AA တို့ထုတ်ပြန်တာတွေ့ရတယ် NUG ထုတ်ပြန်တာပြီးလို့ရှိရင်တော့ KIA ထုတ်ပြန်တယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့စကားဆက်ကိုနိုင်ငံကလည်းရပေါင်း20ပြခရက်စေးတယ်ဆိုတဲ့ဟာကိုသူတို့ထုတ်ပြန်တယ်ဆိုတော့ဒီဟာဆိုလို့ရှိရင်နိုင်ငံတကာကဒီကုလသမဂ္ဂကကြိုးဆိုတယ်ဘာဖြစ်လို့ကြိုးဆိုလဲဆိုလို့ရှိရင်ဒါက dialogue တစ်ခုညီချမ်းရဲ့လမ်းစာတစ်ခုပွင့်ပြီးဒီနော်ဒီငလေးဟာဆိုလို့ရှိရင်သူတို့အတွက် လမ်းစာတစ်ခုကိုလည်းပြီးတော့ဖန်တီးလိုက်ပြီဆိုတဲ့ဟာကိုသူတို့ကအာပါတရအဲအဲ့လိုမျိုးလောက်တာတွေ့ရတယ်ဆိုတော့အဲ့ဒါကြောင့်အခုအဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်နော်ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံအထူးကိုယ်စားလှယ် Julie Bishop ဆိုလို့ရှိရင်မြန်မာနိုင်ငံကိုဘာဘူးရှိတယ်သူရောက်လာမယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့စကိုင်းတိုင်းအင်းတော်မြို့ကိုနေပြီးတော့နော်ဒီဖက်ကတော်လည်းအဖွဲ့တွေကသင်ပန်းလိုက်ပြီเนาะအဲ့ဒါကအမှတ်1စစ်ဒေသเนาะ NUG ရဲ့ MOD မှုအမှတ်1စစ်ဒေသနေရာဖြစ်တယ်ဆိုတော့ဒီအမှတ်1စစ်ဒေသကိုဘယ်သူကဥဆောင်လဲဆိုလို့ရှိရင်เนาะ KIA ကနေပြီးတော့ဥဆောင်လဲဆိုတော့ဒီလိုအင်းတော်မျိုးကို ဘလောက်ကြာသွားလဲဆိုလို့ရှိရင်၈လကြာတယ်နော်၈လကြာပြီးတော့အဲ့ဒီမှာတိုက်တယ်သူတို့ကိုပိတ်ဆို့တယ်တန်ခတ်တယ်နော်အစာရေစာတွေကနော်အဲ့ဒီမှာဒီဆက်သွေးရေးတွေကအကုန်လုံးဖြတ်တောက်တယ်ဒီစားဝတ်နေရေးအကုန်လုံးပေါ့နော်ဖြတ်လိဖြတ်ကိုအကုန်လုံးဖြတ်ချလိုက်တယ်နော်ဖြတ်ချလိုက်ပြီးတော့အဲ့လိုမျိုး၈လကြာမှာကျွန်တော်တို့ ဒီဂျပန်လိုင်ကိုလို့ခေါ်တဲ့ဒီလိုင်ကိုပေါ့နော်ဒီလိုင်ကိုကနေပြီးတော့တစ်ခုရှိတယ်နောက်ပထမနဲ့ဒုတိယဆိုတော့အခုဒီ online ပေါ်မှာတကက်နာမည်ကြီးနေတဲ့ဒီဗီဒီယိုဖိုင်လေးတစ်ခုကတော့ဒုတိယမြောက်ဖြစ်တယ်ဆိုတော့အဲ့ဒီဂျပန်လိုင်ကိုထဲမှာဒီတိုင်ယန်မုန်ကိုတိုင်ကနေပြီးတော့ဥဆောင်ပြီးတော့ဒီအင်တော်မကြရဲ့အတွက်အင်တော်မျိုးမကြရဲ့အတွက်သူတို့ကခုခံတိုက်ခိုက်တာဖြစ်တယ်ဆိုတော့တိုင်ယန်မုန်ကိုတိုင်အဲ့ဒီမှာရှိတယ်ဆိုတော့ရှစ်လကြာအလုံးအစိုင်းစားတကောเนาะအဲ့ဒီမှာဆက်သွေးလမ်းချောင်းတကောအကုန်လုံး ိတ်လိုက်တဲ့ခါကျတော့ဒီလောက်အခိုင်အမာเนาะအဲ့ဒီ like ကွာဆိုလို့ရှိရင်တကယ့်အခိုင်အမာကျွန်တော်တို့ဗီဒီယိုမှာတွေ့ရလိမ့်မယ်ကျွန်တော်ရဲ့ဒီ channel မှာလည်းကျွန်တော်တင်ထားပေးတယ်เนาะအဲ့ဒီမှာသွားကြည့်လို့ရတယ်ဆိုတော့တော်တော်ခက်ခိုင်မာမာဆောက်ထားတဲ့เนาะတကယ့် indoor ရဲ့ဒီ Japan line ကိုပေါ့เนาะ Japan ရဲ့ line ကိုလေးဖြစ်တယ်เนาะဆိုတော့အဲ့ဒီမှာခိုအောင်ပြီးတော့တိုင်းမမူးကိုတိုင်းเนาะတိုင်းမမူးကိုတိုင်းဦးစီးပြီးတော့တက်ခိုက်တာဖြစ်တယ်ဆိုတော့၈လအကြာမှာသူတို့ကဆိုလို့ရှိရင်အဲ့ဒီစခန်းကိုဆော့ပြီးတော့ထွက်ပြေးကုန်တယ်เนาะခွေပြေးဝဲပြေးကုန်တယ်ပြေးတဲ့ခါကျတော့ကျွန်တော်တို့လုံးဝအဲ့ဒီဟာကိုနေပြီးတော့ခင်ရင်နဲ့ပုံပုံဖွဲ့ရက်က အပြည့်သက်တင်ပိုက်လိုက်ပြီတင်ပိုက်လိုက်တဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့ဒီစက္ကစဖက်ကဖန်ဆီရမိတဲ့အရှင်ဖန်ဆီရမိတာအယောက်ပေါင်း40ရှိတယ်ဒေဆုံးတာကကျွန်တော်တို့ KIA ရဲ့တိုက်ပွဲတွေတိုင်းမှာခြေလိုက်နော်စက္ကစရဲ့အသေးအပြောက်တယောက်မှမရှိဘူးနော်တယောက်မှမရှိသူတို့ဖော်ပြထားတာအားမရှိဆိုတော့ဒီစစ်သွင်းပိုက်တွေကလည်းကျွန်တော်တို့ KNA ကတင်ပိုက်တဲ့မြို့တွေမှာအများအားဖြင့်ကျွန်တော်တို့သိမရှိလို့เนาะအခုကတော့၄၀ကိုပေါ်ပြထားတာကိုတွေ့ရတယ်ဆိုတော့ ဒီကချင်ပြည်နယ်တကြောမှာတိုက်တယ်တိုက်ပွဲတွေမှာဆိုလို့ရှိရင်เนาะစကစဘလောက်သေးတယ်ဆိုတာတစ်ခါမှဖော်ပြထားတာကျွန်တော်တို့တွေ့ရမှာမဟုတ်ဘူးပြီးလို့ရှိရင်တော့ဖန်စီယာမင်းတို့ဘလောက်လဲဆိုတာအဲ့ဒါထူဆန်းမှုတွေเนาะထူဆန်းမှုတွေဘလောက်ချေတန်လုံးလဲဆိုတာအဲအဲ့ဒါကိုပဲကြည့်လိုက်เนาะဆိုတော့အခုက UNG ရဲ့ထိန်းချုပ်ထားတဲ့နေမြေတွေမှာဖြစ်တဲ့ခါကျတော့အခုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမှာအယောက်ပေါင်း၄၀เนาะအယောက်ပေါင်း၄၀သူတို့ဖန်စီယာမိတယ်အဲ့ဒီမှာ120ဟောင်းဝင်စာအမြောက်တွေ122เนาะအဲ့ဒီ အမြောက်တက်ကိုနေပြီးတော့သင်ပိုက်ရရှိတယ်အဲ့ဒီမှာလက်နက်ခရရံတွေလည်းအများကြီးပါပဲเนาะအများကြီးပါပဲဆိုတော့ဒီမင်္ဂလယ်လှုပ်ပေးတဲ့နောက်ပိုင်းမှာသူတို့ကပြစ်ခတ်ရစီကိုပြောတယ်နော်ပြစ်ခတ်ရစီပြောတဲ့အချိန်မှာပဲเนาะကျွန်တော်တို့ကဘာကိုသိမ်းလို့ရလဲဆိုလို့ရှိရင်ပထမဆုံးထွက်တဲ့တည်တင်းတည်တင်းကောင်ကဒီညောင်ချိုးเนาะညောင်ချိုးဒီ view has ခန့်ကိုနေပြီးတော့အေကသင်ပိုက်လိုက်ပြီเนาะအဲ့ဒါကိုပို့ပေါ်မှဖွေးတယ်ဆိုတော့အဲ့ဒီထပ်ပြီးတော့နောက်တစ်ရက်နေ့မှာထပ်ပြီးတော့တည်တင်းထွက်လာတယ်အဲ့ဒါကဖလမ်းမျိုးကိုသင်ပိုက်ရရှိတယ်เนาะဖလမ်းမျိုးကိုအတိအသဒီချင်းညောင်ဖွေးကနေပြီးတော့သင်ပိုက်ရရှိတယ်ဆိုတော့အခုဆက်တိုက်ပဲเนาะတည့်ရက် ထပ်ပြီးတော့ထွက်လာတယ်အန်ဒါကအင်းတော်မျိုးကိုတိမ့်လို့ရတယ်ဆိုတော့မြင်းကလေးအပြီးမှာမြင်းကလေးအကြောင်းကျွန်တော်တို့အပြစ်ခတ်ရက်စစ်လိုက်ရက်ပေါင်း20အတွင်းမှာနော်ဆက်တက်ထွက်လာတဲ့အောင်ပွဲတွေကတော့ကျွန်တော်တို့ညုံဂျိုးဘူဟတ်ခန့်ရဲ့ကျွန်တော်ခုနကဖလမ်မျိုးရဲ့ဒီအင်းတော်မျိုးရဲ့တိပြတ်တော့မြို့နှစ်ခုဆော့အောက်ပါတယ်နော်မြို့တစ်မြို့တစ်မြို့ကိုတိုက်ဖို့ဆိုတာနည်းတယ်မဟုတ်ဘူးဆိုတော့အဲ့ဒီမြို့နှစ်မြို့ကိုနေပြီးတော့ အကောင်တင်ပါရရှိတဲ့ဆိုတဲ့ဟာပေါ့နော်ဒီနေ့တတိမီဒီယာမှာဝန်တာအားရစွာနဲ့တတိမီဒီယာတိုင်းမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုက live show live show ကိုနေပြီးတော့ MNDA က ဆုံးပြီးတော့သွားရမယ်နော်သွားရမယ်အရင်တုန်းကပြောတာကဂျွန်လာမှာနော်ဂျွန်လာမှာအခုကတော့ဆောပြီးတော့ April လနော် April နဲ့စတီးရနေ့မှာစပြီးတော့ထွက်တော့မယ်ဆိုတော့ထွက်တဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့ဆူညံပွားထားတဲ့ဟာတွေလည်းရှိတယ်တော်တော်ကိုဝေဖန်ခံရတဲ့ဟာတွေလည်းရှိတယ်ဆိုတော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ PDF တွေနော်ပမာရဲ့ PDF လေးတွေနော်အဲ့ဒီမှာ dollar ရဲ့အဖွဲ့တွေအဲ့ဒီမှာအသက်ပေါ်များစွာကျွန်တော်တို့နော်ပေးဆိုင်လိုက်ရတယ်နော်အဲ့ဒါကိုမျိုးသိမ့်ဖို့အတွက်တို့တို့တစ်ခုတည်းတက်လို့ဘယ်တော့မှမရဘူးနော်ပမာ PDF မပါသေးရဲ့အဲ့ဒီ MNDA လက်နက် ကိုင်းနေရဆိုလို့ရှိရင်လုံးဝလုံးဝတိုးလို့မရဘူးเนาะဒီနေ့အောင်ပွဲတွေရတယ်ဆိုတာကျွန်တော်တို့ပမာပြည်သူလူထုတွေကเนาะအဲ့ဒီစက္ကဆတ်ကိုကိုးတိုင်းเนาะပမာရဲ့လက်နက်ကိုင်းတွေကိုကနေပြီးတော့เนาะဒီမအလတ်ကိုကိုးတိုင်းเนาะဆန့်ကျင်တဲ့အတွက်ကြောင့်ဒီခီးရောက်တယ်ဆိုတဲ့ဟာကိုတော့ ျွန်တော်တို့တကက်ဒေါ်လာရဲ့အဓိက point ဖြစ်တယ်ဆိုတော့အခုက21ရက်နေ့မှာထွက်ခင်မှာအခုပါတော့လုပ်လဲဆိုလို့ရှိရင်ဒီနေ့တတိယမီဒီယာနေမှာဖော်ပြထားတာကတော့ last show မှာဒီတိတူညာညက်ခေါ်စစ်စင်ရေးမှာဆိုလို့ရှိရင်တော့သူတို့ဆုံးရှုံးသွားတဲ့အိမ်တွေအများကြီးရှိတယ်ပျက်စီးသွားတဲ့အိမ်တွေအများကြီးရှိတယ်ဆိုတော့အဲ့ဒီဟာကိုနေပြီးတော့ယောက်ျေးပေးတယ်ဆိုတဲ့ဟာကိုဒီနေ့တတိယထွက်လာတယ်ဆိုတော့အဲ့ဒီယောက်ျေးက block ပေးလို့ဆိုလို့ရှိရင်တော့နောက်အဲ့ဒီပျက်စီးဆုံးရှုံးသွားတဲ့လူတွေကိုနေပြီးတော့ ဒီသိန်း90เนาะသိန်း90သူတို့ကိုလော်ချေးပေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့ကြာစွန်သွားတဲ့ရေးပေါ်တို့ကနေပြီးတော့အောက်မေ့ဖွေတွေကိုနေပြီးတော့ဆက်တိုက်လောက်တာကိုကျွန်တော်တို့တွေ့ရတယ်လူမှုကွန်ရက်ပေါ်မှာเนาะသူရဲ့တကယ် MND ရဲ့တကယ်ကောင်းဆောင်ကိုယ်တိုင်ကနေပြီးတော့เนาะဘန်ခွေတွေနေပြီးတော့ခြားတယ်เนาะအမတ်တရားအောက်မေ့ဖွေတွေလောက်တယ်ဆိုတဲ့ဟာကိုဒီနေ့ဗီဒီယိုတွေဆက်တိုက်တွေ့ရတယ်ဆိုတော့အဒီမှာ last show မျိုးကိုမထွက်ခင်မှာသူတို့ကနေပြီးတော့ခုနကရောက်ချေးတွေပေးတယ်ဆိုတဲ့ဟာကိုတော့เนาะကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကမအလိုက်ရဲ့အလှူเนาะမအလိုက်ရဲ့အလှူကတော့အလှူတန်းတော့တကယ်เนาะဖျားတကကြောင်းတကာ နော်တကယ်ကပါမှာဆိုလို့ရှိရင်ညံတော့အမြင့်ဆုံးတရားကိုနေပြီးတော့ကျွန်တော်တို့ data ကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့အခုမြင်လင်ကြားမှာပဲနော်အတ္တကရတရားခြေတာလားဗာလားတော့ကျွန်တော်တို့မသိဘူးသူလုပ်တဲ့အရာတိုင်းကအခုလုံးရတရားခြေတာပဲဆိုတော့အတ္တရှင်ပြုပေးတယ်နော်ရှင်ပြုပေးတယ်ရှင်လောင်းပေါင်း9500နော်9500ဆိုတော့နေရမဟုတ်ဘူးနော်9500ကိုနေပြီးတော့ကျွန်တော်တို့ဒီရှင်ပြုပေးတယ်ဆိုတော့ဒီရှင်လောင်းတစ်ပါးတစ်ပါးကိုကျွန်တော်တို့ကဒီတသိန်းတသိန်းစီပေးမယ်မိဘကိုတသိန်းတသိန်းစီပေးမယ်ဆိုပြီးမှမအားလာကတင်းသွင်းပြီးတော့ရှင်လောင်းပေါင်းနော်အပားပေါင်း 9500เนาะ9500ကိုနေပြီးတော့သူရှင်ပြပေးတယ်ဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာထဲမှာဝေဝေဆဆဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့အတိပြတော့နော်မအလာကဒီငလျင်အကြောင်းပြသူလူထုတွေဒီလောက်အသေးပြောင်းများတဲ့အချိန်မှာเนาะအလူပွဲကတော့ AC ပဲเนาะအလူပွဲကတော့ AC ပဲတန်တလေးမြို့မှာကိုတိုင်ကိုကအဲ့ဒီငလျင်တန်ကြောက်အစောက်တွေပြိုတဲ့ဂျားမှာเนาะရှင်တော့ လှည့်တဲ့နော်အဲ့ဒီဗီဒီယိုဖိုင်လေးတော်တော်နာမည်ကြီးရဖြစ်တယ်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်လေးကျွန်တော်တင်ထားပြီးသားဖြစ်တယ်ဆိုတော့မအားလားလေအားကြမ်းခံနော်အခုနော်ရှင်လောင်းအပေါင်း9000လောက်ရကုန်ပြီတော့ the break day ရှင်ပြူပေးတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့ ဒါတင်မီဒီယာတွေမှာတင်တာပုံရကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့ကချင်ပြည်နယ်တနိုင်းမှာဆိုလို့ရှိရင်တော့အဲ့ဒီတိုက်ပွဲတွေဖြစ်တယ်။ဖြစ်တဲ့ခါကျတော့အဲ့ဒီမှာဘိုဝင်းမိုးကျော်ဆိုတဲ့အဲ့ဒီဗိုလ်ကြီးကနေပြီးတော့အဲ့ဒီမှာတည်ဆုံသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။နောက်ခုကမန္တလေးမြို့ချမ်းမြေသာစီမှာရှိတဲ့ဒံပေါဒီရက်ကွက်မှာရှိတဲ့တထေးကုံရက်ကွက်မှာကျွန်တော်တို့အာဇနီကုံရှိတယ်နော်အာဇနီကုံ။အဲ့ဒါကအာဇနီပိတ်မှန်လို့လူကြီးများတယ်။အဲ့ဒါက1000နဲ့300ပြည့်အရေးတော်ပုံမှာတည်ဆုံသွားတဲ့အာဇနီသူရဲကောင်းတွေကနေပြီးတော့အဲ့ဒီမှာ သူတို့မြေတွေကိုသူတို့ဝယ်တယ်ဝယ်ပြီးမှအဲ့ဒီပြည်သူတို့ထုတ်တော့ဝယ်ပြီးတော့အဲ့လိုအာဇာနဲ့ပိတ်မှန်လုပ်ပေးတာနော်ပိတ်မှန်လုပ်ပေးတာအဲ့ဒီမှာ16ယောက်အာဇာနဲ့16ယောက်ရဲ့ နာမည်တွေကိုအဒီမှာတည်ထားတာရှိတယ်1988နဲ့ရှေ့ကနေပြီးတော့သူတို့စပြုတ်ချစ်ပါတယ်အဒီအာဇနီသူရဲ့ကောင်းတွေကိုနော်ဗိမာန်မှာသွားပြီးတော့နော်ကွန်ပျူတာနော်ဆိုတော့အဒီဟာလည်းမြင်းကလင်တန်ကြောင့်ပျက်စီးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီနေ့မြင်းကလင်တန်ကြောင့်ဒီဆုံးသွားတဲ့လူကဆိုလို့ရှိရင်3645ဦးရှိပြီးတော့ကျွန်တော်တို့ဒဏ်ရာရရှိတဲ့လူကတော့9038ဦးဖြစ်တယ်ပျောက်ဆုံးစိမ်းအခုရှာလို့မတွေ့သေးဘူးနော်အဲ့ဒီလူတွေကတော့ နော်140နဲ့8ဦးရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်။ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပါတီတွေအများကြီးသူတို့ ဒီမာလာနဲ့ပေါင်းပြီးတော့เนาะပါတီတွေအဲ့လိုမျိုးရုပ်ကောက်ပုံဝင်ဖို့အတွက်မှတ်ပုံတင်ထားတဲ့เนาะအဲ့ဒီပါတီတွေအများကြီးရှိတယ်အဲ့ဒီမှာဆိုလို့ရှိရင် AFP ပါတီဆိုတဲ့ဒေါက်တာအင်မွန်တို့အော်ဥဆောင်တဲ့အဖွဲ့တွေနောက်တစ်ခုကပါလဲဆိုလို့ရှိရင် RSNUP ဆိုတဲ့အဲ့ဒီအဖွဲ့ရဲ့နောက်တစ်ခုက AMP เนาะ AFP အဖွဲ့လဲကျွန်တော်တို့ကဒီကြောက်ပြရဲ့ဒေတာခံဖြစ်တဲ့ဒီရခိုင်တိုင်းဒေသပါတီပေါ့เนาะ အဲ့ဒီ AMP AMP ကိုဥဆောင်တဲ့လူကတော့ကျွန်တော်တို့ကြောက်ဖြူမျိုးရဲ့ဇာတိနော်အဲ့ဒီမှာဥပရှင်ဖြစ်တယ်နော်ဆိုတော့အဲ့ဒီဟာကခုကဒီနေ့ထပ်ပြီးတော့ဒီ packet တစ်ကိုသူတို့ကနေပြီးတော့ဖွင့်စီလိုက်တယ်အဲ့ဒါက AMP မဟုတ်တော့မနဲ့ RMP RMP လို့ခေါ်တဲ့ဒီနာမည်အစ်စ်နဲ့နေပြီးတော့မကွန်တင်နေဆိုတဲ့ဟာကိုဒီစကားစကားထုတ်ပြန်တာကိုတွေ့ရတယ်ဆိုတော့သူရဲ့မူလ AMP ရဲ့ တကယ်ပါတီရဲ့ကောင်းဆောင်ဥပရှင်ကိုမေးတဲ့ခါကျတော့အဲ့ဒီအကြောင်းကိုတော့သူဖြေချဖို့မရှိဘူးဆိုတော့ဒီအင်တာဗျူးတစ်ခုကိုလည်းကျွန်တော်တို့တွေ့ရတယ်နော်တွေ့ရတယ်ဆိုတော့အစ်ပြရတော့ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်တော့ပါတီတွေတော်တော်များများမှတ်ကူတင်တာကိုတွေ့ရတယ်အဲ့ဒီမှာမျိုးတိုင်းရင်းသားပါတီတို့ဒီခမီးတိုင်းရင်းသားပါတီတို့ဘာလို့စသဖြင့်ဒီလူတွေလဲနော်ကျွန်တော်တို့ဒီမအားလာအစီမှာသွားပြီးတော့နော်မှတ်ကူတင်ပြီးတော့ဒီရုပ်ကောက်ပွဲကိုပါဝင်ဖို့ရှိတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်နောက်တစ်ခုကဘကိုတိုင်းဒီတောင်ကိုအချင်းထောင်မှာဆိုလို့ရှိရင်ဒီမြင်းကလေးတန်ချောင်းနော်တော်တော်ကိုပြည့်စည်သွားတယ်ဆိုတော့အဲ့ဒီပြည့်စည်မှုတွေကိုနေပြီးတော့ အခြေအနေတွေကိုသွားပြီးတော့ဒီမအလာရဲ့ဒုက္ခချုပ်ကနေပြီးတော့အဲ့ဒီမှာသွားပြီးတော့ဒီ social system မှုတွေလုပ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြတော့သွားပြီးတော့ စစ်စစ်တယ်ကြည့်ရှုတယ်စစ်စစ်တယ်မှာကြားတယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးတို့ဒီဆိုးဝဲကိုယ်တိုင်ကနေပြီးတော့သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့နေပြီးတော့ noise theory ခရံတရားရုံးကနေပြီးတော့မြေကလျန်တန်းချောင်းအကုန်လုံးပြည့်စုံသွားတယ်နော်ဆိုတော့မနေ့ကကျွန်တော်ပေါ်ပြတဲ့အတိုင်းပဲဒီနေပြီးတော့မှရှိတဲ့အစိုးရအဆောက်အဦဟူသမားအလုံးထောင်ကျော်ပြည့်စုံသွားတယ်ပြီးလို့ရှိရင်တော့800ကျော်နော်800ကျော်ဝန်ထမ်းလိုက်ခင်တွေအင်းတွေစသည်ဖြင့်အဆောက်အဦတွေပေါ့နော်အဲ့ဒီအဆောက်အဦတွေလည်းအကုန်လုံးပြည့်စုံဆုံးမှုတွေရှိတယ်ဆိုတော့တချို့အဆောက်အဦတွေကတော့ ရှိတော့ရှိတယ်ဒါပေမဲ့လူမနေရဲတော့ဘောနော်အဲ့လိုမျိုးအစင်းမှာကျွန်တော်တို့တွေ့ရတယ်ဆိုတော့အခုနေပြီးတော့မှဇေယတိရိခရိုင်မှာဆိုလို့ရှိရင်တရားရုံအဲ့ဒီဟာလည်းကျွန်တော်တို့မင်္ဂလာနာကြောင့်ဖြစ်စီတယ်နော်ဖြစ်စီတဲ့အခါကျတော့အဲ့ဒီမှာဆိုလို့ရှိရင်အမှုပေါင်း95မှုကိုနေပြီးတော့နော်တခြားနေရာကိုရွှေ့ပြောင်းပြီးတော့ဒီအမှုကိုစစ်စစ်ကြံ့မှုတွေလုပ်တယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်။ဆိုတော့ဒီနေ့နော် April လ10ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲ။ဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်။ဟုတ်က Subscribe ကိုနေခါလောက်ကိုနေပေးချပါပြန်ကျွန်တော်ဒီ